ဒါဖိုးထုတ်အိမ်လားမသိဘူးဟုတ်ပါတယ်ဗျကျွန်တော်ကဖိုးထုတ်ပါဟိုဒါဆိုတော့ပါပဲကျွန်တော်ကိုကူညီပါဦးဗျာဘယ်လိုကူညီရမှာလဲရင်ကိုကြီးဟိုကျောက်ကဆ iam မလေးကိုတွားခေါ်ခြင်းမင်းမင်းအိမ်မသိလို့မခေါ်နိုင်ဘူးဖြစ်နေရပါဆ iam မလေးကိုတွားခေါ်ခြင်းတာဆိုတော့ဘသူကနာမကျန်းဖြစ်နေရလဲကျုံမီမှာပါခုကျုံမီမှာမိဘချင်းနေရပါအဲ့ဒါအလင်းလုံးနေလို့လောက်ပါအောင်ဗျာအဲ့ဒါဆိုပဲဖြစ်မလဲဆ iam မလေးတင်းယူကိုတွားခေါ်ကြတာပေါ့အေးတွားကြမယ်ဒါနဲ့ ကိုရင်ရဗမာရှိရလဲရွာပြင်မှာပါဒါဆိုငါနဲ့မိဝိုင်းကဆ iam မလေးကိုတောင်းခေါ်လိုက်မင်းနဲ့တော့ဘောဟာဒီကိုကြီးနဲ့ရွာထဲမှာစောင့်နေကြဟုတ်ပလားအေးအေးမြင်မင်းတော့လာကြအောင်နော်ဒလုံးနဲ့ဖိုတူနဲ့မိဝိုင်းလေးအဲ့နေရာကနေပြေးသွားကြတော်ရီအမန်ရွာရဲ့စောင့်မနေခင်တခုမှာတော့ဈေးသွားဈေးပြန်နေ ရှားတဲ့သွာလာသူတွေနဲ့စီကားနေခဲ့တယ်။အဲဒီလူတွေထဲမှာတော့ငပိန်တယောက်နဲ့အပေါင်ကြီးဖြစ်တယ်။ဈေးကနေဈေးဝယ်ပြီးပြန်လာနေတဲ့မိဝိုင်းကငပိန်ကိုမြင်တော့ဟဲ့ငပိန်နေဈေးသွားမလို့လား။ဟုတ်တယ်နင်ရောဈေးကပြန်လာလား။အေးဟာဒါနဲ့နေဘာသွားဝယ်မလို့လဲ။နှမ်းသွားဝယ်မလို့ဟာ။အော်အေးဟိုဒါနဲ့မိတ်နေရညနေလေငါတို့အိမ်မှာခေါပုတ်ထားမှာဆိုတော့အဲ့ဒါလာခဲ့ကြအောင်။ဟဲ့ဟုတ်လားလာခဲ့မယ်လေ။ ဟိုနှစ်ယောက်ကိုရောပြောပြီးသွားပြီလားမပြောရသေးဘူးဟာနေမဲပြောပြီးခေါ်လာခဲ့လိုက်တော့အေးပါအေးပါဟိုဒါဆိုရင်ငါသွားတော့မယ်အေးအေးဒါနဲ့သူတို့နှစ်ယောက်လည်းသွားလူရကိုကိုစီထွက်လာခဲ့ကြတယ်ကျောင်းရတဲ့နေရာမှာတော့တုတ်ဘောကဘိုးကြီးနဲ့တူကျင်ပေါက်တိုင်းကစားနေကြတာပါ။ဟဲ့ဘိုးကြီးဒီတကရှုံးတဲ့သူကမဟုတ်ရကြရမယ်ဘလို့လဲ။စိမ့်လိုက်လေ ငါတော့ကြိုက်တယ်။အေးပြီးရောနော်။စမယ်။1 2 3ဆိုတာနဲ့နှစ်ယောက်သားဂျင်းပေါက်ကြတယ်။ငါကောင်ရေလဲထားဟေးလဲထားလဲထား။ငါကောင်ရေအေးစေးလေ။ဘိုင်းဖြစ်မင်းตาရည်တိလား။အဲ့လိုပြောပြီးကြည်နေကြတော့ဘိုးကြီးချင်းကလဲလာနှင်းလာခဲ့ပြီးတော့ရှုံးနေသွားခဲ့တော်တယ်။ဟာဘလို့ပြစ်တာလဲ။သွားပါပြီကွာ။ Yes ။ဒါပဲလေ။ဟမ်။ဘိုးကြီးမဟုတ်ရဲ့ကြည့်တော့ ေးပါအဲ့ဒီအချိန်မှာပဲမိဝိုင်းကဈေးချင်းတစ်ပတ်နဲ့သူ့နာကိုရောက်လာခဲ့တယ်။ဟဲ့တော့ပေါ့စောစီစီလမ်းပေါ်မှာဘာလုပ်နေရလဲ။ဂျင်မောက်တိုင်ကစားနေရဟာပြီးတော့လေဘိုလ်ကြီးကိုငားနိုင်သွားတယ်ဟဲ့ဟဲ့အေးနေမဲကောင်းနေနော်ညနေကျရင်ငပရသူ့ဝင်မှာခေါ်ပုတ်ထားမှာတဲ့အဲ့ဒါဟိုနေ့ော်လဲလာထောင်းကူပို့ခေါ်ထားတယ်။အေးပါငါလာခဲ့လိုက်မယ်လေ။အေးပြီးရောပြီးရောငါသွားပြီ။အေးအေးလာဖို့ကြီး ို့လေသွားရအောင်ဖဲအောင်လို့မုံဆိုင်လေးဟာအော်ဟေးဟိုဈေးကြည့်တာတော့မစားနဲ့နော်ငါမှပတ်စံတိတ်မပါဘူးကြီးမသိဘူးငါစားကျင်တာစားမှာပဲညနေပဲရောက်တော့ဒေါ်လီနယ်လေးအရှိမခေါဖို့ထောင်းဖို့လုပ်ရင်းနဲ့အလုံရှုံနေကြီးတယ်ငပိတိုင်းစကောနဲ့ထောင်းဖို့စုံနေတော့ယူလာခဲ့အောင်နော်ဟုတ်ကဲ့မင်း အဲလိုပြောပြီးငပိန်ကစကားတွေစုံနေရှုလို့အိမ်ရှိကိုရောက်လာခဲ့တယ်။အမေဟိုဓာရီကိုဘယ်နှထားမလဲ။အော်အေးဒင်းနေတော့လွတ်နေရဲ့ကွက်ပြစ်ပေါ်တင်မောဟဲ့မသိဘူးလေအမေကလေဟိုဓာနဲ့ဖိုးတို့ကလေကြာလိုက်တာခုတည်းရောက်မလာကြတည်အဲ့ဒါဆိုလေအမေတို့ပဲတကောက်ရှင်ထောင်းကြတာပေါ့ဓာနဲ့ဒေါ်လေးနဲ့လေပောင်းရရနေကောင်းကြီးလေးကိုထည့်လိုက်ပြီးစထောင်းတော့ရီဝါအနက်လေးကလေး တွင်းနေရောပဲစောင်းနေရဲ့ငွေတက်လေအဲ့ဒီအချိန်မှာပဲတို့ဘုံကလှုပ်တုံလှုပ်တုံနဲ့သူတို့နာကိုရောက်လာခဲ့ဟာစာတောင်းနေမလားဗျဟုတ်တယ်တို့ဘုံလေးရဲ့တားတို့ကိုစောင့်နေတာမလာနိုင်တာနဲ့လေအရင်ရင်ထောင်းနေနေတာအိမ်ကနေတော့စောစောထွက်လာခဲ့တာပဲဗျလမ်းမှာလေဘိုးကြီးကဂျင်ပေါက်တိုင်းထပ်နှွဲမယ်ဆိုတာနဲ့နှွဲပေးလိုက်တာကွာဟိုတားပဲနိုင်သွားပြန်တာဒါဆိုမင်းဖုန်နေပင်နေရဲ့ဂျင်ကိုကင်လာခဲ့ရလား ဘာလို့လဲသွားအိမ်ထဲမှာလက်သွားစီကြည့်အော်အေးပါအေးပါဘယ်တော့အတန့်ကြိုက်သွားတယ်မသိဘူးတုပ်ပေါ်အိမ်ထဲဝင်သွားတော့ဖိုးထုနဲ့မိဝိုင်းလေးရောက်လာခဲ့တယ်ဟဲ့အကြီးတော်ဆာနေကြပြီပဲဟုတ်တယ်မိဝိုင်းလေးရဲ့ကောင်းကြီးထောင်းလေးရနေပြီစားကြအောင်ယေးကောင်းကြီးထောင်းပူပူလေးကိုလေနှမ်းထောင်းလေးနဲ့တွဲစားတာတမိအကြိုက်ပဲအမေအလောက်ကအရင်ကမှမရှိဘူးနော်စားဖို့ပါရှင်ဒါပေါ်ဟဲ့ အရင်စားပြီးဘိုက်ဝါမှာပို့ထောင်းနိုင်မှာပေါ့လို့အေးနောက်တစ်ဆောင်ကိုတားထောင်းပေးပါမယ်အေးကွယ်ဒါနဲ့ပို့သူနေအာကျုံမှန်တန်းနဲ့ထောင်းမိခင်တော်နေတော်ပေါ်လဲလက်စီပြီးသူတို့နာကိုပြန်ရောက်လာခဲ့ဟဲ့မြွိုင်းနင်ကစားတော်နေပလားတောင်ပေါ်ဟဲ့ကောင်းချင်းနဲ့မှုန်နေဟောင်းမအောင်ထားနိုင်တော့ဘူးလေဒါဆိုရင်ငါလည်းကျိုးငါလည်းစားမယ်ဒလွန်နဲ့တော်ပေါ်နဲ့မိဝိုင်းနေကောင်းချင်းတောင်းပူဖို့လေစားနေခဲ့ကြတယ်ဖို့တို့ ဟိုမင်းညောင်ကြီးပြောနော်ငါကူထောင်းပေးမယ်ရပါတယ်ဟသူတို့ဖွဲ့သားတွေလည်းခေါပုတ်ထောင်းနေသူဟာထောင်းကောင်းကြီးထောင်းပူပူလေးစားနေသူဟာစားနေပျော်ပျော်ပေါ်မှာရှိနေခဲ့ကြရင်နောက်တော့ဖိုးထူးနေငပင်လေးခေါပုတ်ထည့်ထားတဲ့အိတ်တွေကင်ပြီးချက်ကြီးအိမ်ကိုရောက်လာခဲ့ကြရင်ကိုချက်ကြီးပြောကိုချက်ကြီးဟေးဘယ်သူတော့ကွာအဲ့လိုပြောပြီးချက်ကြီးကအိမ်ပြန်မက်ကိုထွက်လာခဲ့တယ် အော်ငပိန်တို့ပါလားဟုတ်တယ်ကိုချက်ကြီးရဲ့ရော့ဒါကိုချက်ကြီးရဲ့အတွက်ခေါပုတ်လာပို့တာဟင်မိုက်လိုက်လားမင်းတို့ရင်ကထောင်းတာလားဟုတ်တယ်ကိုချက်ကြီးရဲ့ကျွန်တော်တို့ကထောင်းကူလာခဲ့တာဟုတ်လားကျုပ်လည်းခေါ်လိုက်တာမဟုတ်ဘူးလာထောင်းကူမှာပေါ့ဟိုအိမ်ကလည်းစားဝတ်နည်းနည်းလေးထောင်းတာဆိုတော့မခေါ်မိလိုက်ဘူးဗျဟိုနောက်များများထောင်းမှပဲကိုချက်ကြီးကိုလောပါးခေါ်လိုက်မယ်ဗျအေးကွာအဲ့ဒါမှခေါ်လိုက်ကြည့်ဟိုဒါဆိုကျွန်တော်တို့သွားလိုက်အောင်မယ်ဗျ နောက်ထပ်အိမ်နဲ့လဲသွားပို့ရအောင်မလို့ပါ။အော်အေးပါအေးပါ။ဒါနဲ့ဖိုးထူးတို့လည်းချက်ကြီးရင်ကနေထွက်လာခဲ့ကြ යි ။နောက်တော့ဖိုးထူးနဲ့ငယ်ပင်လည်းဆီယမာလေးတင်းယူအိမ်ကိုရောက်လာခဲ့တော့တယ်။ဆီယမာလေးတင်းယူကအိမ်ရှိမှမီးဖို့ပြီးမင်းလုံနေခဲ့တာပါ။ဟဲ့ဖိုးထူးတို့ပါလား။ဘယ်နာနေမကောင်းလို့လဲ။ နေမကောင်းလို့မဟုတ်ဘူးဗျငပိန်တို့ညီမခေါ်ဖို့ထောင်းလို့လေဆရာမလေးတွက်လာဖို့ပြီလားအော်အေးကျေးဇူးတင်လိုက်တာမဖို့ပြီလဲရတာအဲ့လိုလဲဘယ်ဥပမလဲဆရာမလေးရဲ့ဆရာမလေးကတားလို့ရမှာလေခုမှပထမဆုံးဆောင်းနေကလာကိုကြုံရတာလေထောင်းဖို့စားသိချင်လို့ပါဗျအေးပါအေးပါကျေးဇူးပါဗျဆရာမလေးကောင်းကောင်းစားလိုက်ပါမယ်ဟုတ်ကဲ့ပါဗျဒါလို့ဆိုရင်တော့တားလို့ပြန်လိုက်ပါအောင်မေးအေးခွေညလည်းမောင်းနေပြီဆိုတော့ကောင်းကောင်းပြန်ကြအောင်ဟောဆရာမလေး တပတ်မှာတော့မိဝိုင်းနဲ့တို့ဘုံကဖိုတူရိုအင်ရှင်ကကွက်ပြစ်မှာထိုင်ရင်းနဲ့ရှိနေခဲ့ကြ යි အဲ့ဒီအချိန်မှာပဲလေစိမ့်နေရတဝီဝီနဲ့တိုက်ခိုက်နေခဲ့တော့တယ်အမလီစောင်းနေလို့မပြောပါဘူးတိုက်တဲ့လီဟာစအိတ်ဆိတ်လိုက်တာဟုတ်ပါရဲ့တောင်ဝတိုက်တဲ့လီမန်းမသိညောင်ဝတိုက်တဲ့လီမန်းမသိနဲ့နော်အဆက်မပြတ်ကိုတိုက်နေတော့တာပဲသူတို့အဲ့လိုပြောနေတော့ဖိုတူနဲ့ငပင်းကရောက်လာခဲ့တော့တယ်ဟာမင်းကဘာလို့အိမ်မောကနေတက်မဆောင်ကြရလဲဟာ အိမ်ချင်းမရှိတာငါတို့ကတက်ဆရာလာဟဲ့အေးလေဒါနဲ့မင်းတို့ကဘယ်နေလျှောက်သွားနေကြလဲကြာနေရောပဲဒီမှာငါတို့ကအေးပြီးခဲတော်မယ်ဟာဘယ်မှမသွားပါဘူးခေါ်ဖို့ပို့ဆရာရှိရပို့ပြီးမြ мян ပဲပြန်လာခဲ့တာကဲကဲအိမ်မော်ကိုရှင်တက်ကြတာပို့ဒီလိုနဲ့သူတို့အဖွဲ့သားရင်းနဲ့အိမ်မော်ကိုရောက်လာခဲ့ကြတယ်အမလီအခုမှပဲနှွေးသွားတော့တယ်ဒါနဲ့ပို့တို့နနို့အိမ်မှာဘာစားဆရာရှိလဲငါဘိုက်စာနေလို့ဟာဟင် မင်းထမင်းစားမလာခဲ့ဘူးလားစားမလာခဲ့ဘူးဟာငပိတ်မှာခေါပုတ်စားလိုက်တော့ဘိုက်တင်းသွားရနေလေမစားလို့မစားလာခဲ့တာခုကဘိုက်စားနေပြီအေးအေးနေအောင်ငါမီးဘိုကန်ထဲမှာဘာတွေရှိလဲဆိုတာတော့ကြည့်လိုက်အောင်မင်းတော်ဘောကတော့ငပိတ်နာတိုင်းပြီငပိတ်ဟုံမှီနေခဲ့တာပါဟဲ့အောင်တော်ဘောမင်းမလဲကွာကို့အကူတေချာထိုင်စမ်းမှာဟာအယိုးမရှိရဲ့ပက်ကြည့်လို့ပဲငါလာမှီးနေတာခဏလေးပါဟာမင်းသားနွေ့နွေ့လေးဒါမှမဟုတ်ခဏမှီးနေတာဟာ ဒီကောင်တော့ရှုပ်ရှက်နေဖေဆန့်ကွာယောက်ျားလေးချင်းချင်းထိမကြိုက်ဘူးဟာအဲ့ဒီအချိန်မှာပဲပိုတူဟာဘန်းပြီမုတ်တွေထိပ်ပြီးပြန်ရောက်လာကြတော့တယ်ဟဲ့နီညင်ညင်နေကြဆန်မှာဟာရော့ဒီမမုတ်စားကြောင်မြေဝိုင်းနင်းလဲစားတို့ညီကုံနေကြတော့အိမ်ရောက်ထက်ကနေခေါ်တန်ကြားလိုက်ရတယ်အင်းရှင်တို့ဖြိုးအင်းရှင်တို့ရှိကြလားဗျဖို့လူဒါမင်းတို့အင်ရှင်ကလာတဲ့တန်မဟုတ်လားအေးဟာ မင်းတို့အဖေနဲ့မင်းခီးရပြန်လာမြလားဟမ်ဟုတ်မလားဟဲ့အဲ့လိုဆိုရင်တခါရဲတက်လာမှာပေါ့ဒါဆိုသေးရဲမြလားဒါနဲ့ဘိုးတူလည်းဘရင်းမောက်ကနေအပြင်ဘက်ကိုကြည့်လိုက်တယ်တို့ရဲ့ရှင်မှာလူတယောက်ရှက်နေတယ်ဘသူလဲမသိဘူးသွားကြည့်အောင်ဒလုံနဲ့ဘိုးတူတို့လည်းအင်အားကိုဆင်းလာခဲ့ကြတယ်ဒါနဲ့အိမ်ရှိမှာရက်ဆောင်နေတဲ့အမျိုးသားကဟိုဒါဘိုးတူတို့အိမ်လာမသိဘူးဟုတ်ပါရဲ့ဗျကျွန်တော်ကဘိုးတူပါ ိုဒါဆိုတော့ပါပဲကျွန်တော်ကိုကူညီပါဦးဗျာဘလို့ကူညီရမှာလဲရင်ကိုကြီးဟိုကျောက်ကဆ iam မလေးကိုတွားခေါ်ခြင်းမင်းမေအိမ်မသိလို့မခေါ်နိုင်ဘူးဖြစ်နေရပါဆ iam မလေးကိုတွားခေါ်ခြင်းတာဆိုတော့ဘသူကနာမကျန်းဖြစ်နေရလဲရင်ကျုံမင်းမပါခုကျုံမင်းမမိဘွားခြင်းနေရပါအဲ့ဒါအလင်းလုံးနေလို့လောက်ပါအောင်ဗျာအဲ့ဒါဆိုပဲဖြစ်မလဲဆ iam မလေးတင်းကြီးကိုတွားခေါ်ကြတာပေါ့အေးတွားကြမယ်ဒါနဲ့ကိုရင်ကဘမရှိရလဲရွာပြင်မှာပါဒါဆို ငါနဲ့မေဝိုင်ကဆီယမာလေးကိုတောင်းခေါ်လိုက်မင်းမင်းနဲ့တော့ဘောဟာဒီကိုကြီးနဲ့ရွာထဲမှာစောင့်နေကြဟုတ်ပလားအေးအေးမြေမင်းတော့လာကြအောင်နော်ဒါလို့နဲ့ဖိုတူနဲ့မေဝိုင်လေးအဲ့နေရာကနေပြေးသွားကြတော်ရီဖနောင်းနဲ့တင်မတီအောင်ပြေးလာရကဖိုတူတို့လေးဆီယမာလေးတင်းရွအိမ်ကိုရောက်လာခဲ့ကြတယ်ဆီယမာလေးရေဆီယမာလေးအိပ်ပြီလားဟင်ဒါနဲ့ဆီယမာလေးလေးအိမ်ရှိမှာကောတန်ကြားလာကြအောင်ထွက်လာခဲ့တော်ရီ ဖိုးထုတ်ကပါလားညာကြီးချိန်မတော်ခွဲကြက်ကြက်အေးနေဘာဖြစ်လာကြာလဲဟိုဆရာမလေးမာကြီးတယောက်ကမိဘကနေဖြစ်နေလို့ပါရှင်ဟဲ့ဟုတ်လားခဏလေးခဏလေးအဲ့လိုပြောပြီးဆရာမလေးကအိမ်ထဲပြေးဝင်လို့စည်သက်တာယူပြီးပြန်ထွက်လာခဲ့တော့တယ်ဆရာမလေးစည်သက်တာကျွန်တော်ဦးပြီးကျွန်တော်ကင်ခဲ့ပြီဒါနဲ့ဖိုးထုတ်လို့နေဆရာမလေးအိမ်ရှိကကြီးလာခဲ့ကြတယ် ငပိန်နဲ့တို့ဘုံကတော့သူ့ကိုကူညီလာတောင်းနေအမျိုးသားနဲ့အတူရွာထဲမှာစောင့်နေခဲ့ကြတာပါတို့ဘုံကတော့ဒုံးဆန်အတိုင်းငပိန်နာကိုကတ်နေခဲ့ပြီးအမျိုးသားကတော့ခောက်တို့ခောက်ပြန်လမ်းလျှောက်ရင်းရှိနေခဲ့တော်တယ်ကိုကြီးအရန်လက်စစ်မှုကမှနဲ့ဖိုးသူ့ကိုရောက်လာမှာပါအိမ်မှာဟိုကြုံလေကြုံမီမှာမိဘကဏီဆိုတော့စိုးရင်လုံနေလို့ပါအဲ့ဒီအချိန်မှာပဲဖိုးသူ့ကဆီယမာလေးတင်းကြီးကိုခေါ်ပြီးရောက်လာခဲ့တယ်ကဲကဲကိုကြီးရံမမလေး ကျောင်းရှိရနေလမ်းပြပါမယ်။ဒါနဲ့ဘိုးထူးတို့လည်းအဲ့ဒီမျိုးသားနောက်ကိုလိုက်သွားခဲ့တော့တယ်။တော်ရင်မှရှိတဲ့မင်းလေးနေရဲ့အိမ်ဒေကြီးကိုအရောက်တော့အမျိုးသားကဘိုးထူးတို့ဟိုဒါကျောင်းရင်မှာကျောင်းမီမှာအိမ်ထဲမှာပါ။အဲ့ဒီအချိန်မှာပြီးအမျိုးသမီးဖြစ်သူရဲ့ခက်ဆူးဆူးအော်တဲ့ထွက်ပေါ်လာခဲ့တော့တယ်။အမလီကြေကြပါအောင်တော့အမလီလေး ဒါဆိုမိပိုင်းဆီယမလေးနဲ့လိုက်ခဲ့ကျန်တဲ့တွေတော့အပြင်မှာပဲရှိနေပြီးကြပါဟုတ်ကဲ့ပါဆီယမလေးဒါနဲ့အမျိုးသားကဖိုးထူတို့အတွက်အိမ်ရှိမှာမင်းမွေးလိုက်တယ်ဖိုးထူတို့အင်းနေကြအောင်ပေါ့မီးပုံမီးမှာထိုင်ကြပါအောင်လားဟုတ်ကဲ့အကျေးဇူးပါဗျဟိုကျုပ်မီးမှာအဆင်ပြေပြေနဲ့မွေးနိုင်မှာပါနော်ဒါပေါ့ဗျကျွန်တော်ရွာဆီယမလေးရလေအရန်နဲ့စေတနာကောင်းနေပြီလူတိုင်းပေါ်ကလည်းမေတ္တာနဲ့ကုပေးတာဗျဘလို့ဆိုရင်တော်သေးရပေါ့ဒါနဲ့ကိုဘာလို့မွေးမှလဲ အဲ့ဟာတော့ကြုံလည်းမသိဘူးဗျ။ဟမ်မြို့ပေါ်ဆရာဝန်နေတကားမှမစမ်းသက်ဘူးလား။ဟမ်အဲ့လိုပဲပြောရမှာပေါ့ကွာ။ငါတော့လေမိကလေးဖြစ်မယ်လို့ထင်တယ်။မိကလေးရှိရင်ဘာနာမည်ပေးဖို့စဉ်းစားထားလဲကိုကြီး။ဟိုဟိုကြုံအဲ့လိုတကားမှမစဉ်းစားဘူးတော့မသိဘူးဗျ။ဒါဆိုဒီလိုလို့မိကလေးဖြစ်ခဲ့ရင်ခုကစောင်းရသေးဆိုတော့စောင်းနှင်းဖြူလို့ပေးရင်ရော။ဟမ်မမိုက်ပါဘူးကွာနာမည်ရရှိ။မြို့နှင်းဆိုရင်ရောနှလုံးထဲပဲမိုက်တယ်။ တကယ်လို့ယောက်ျားလေးဖြစ်ခဲ့ရောဘယ်လိုပေးမှလဲဟမ်အင်းမြူကိုပေါ့မင်းတို့လေးတွေပေးရနေများလှသားပဲကျုပ်လည်းဖြစ်နိုင်တမီးလေးလိုချင်တာဗျအဲ့ဒီအချိန်မှာပဲအိန္ဒိယကနေကလေးကိုတန်းထွက်လာခဲ့တော့လေဟောငွေပြီတင်နေဒါနဲ့မိဝိုင်းကအိန္ဒိယကနေအော်ပြောလာခဲ့တယ်မင်းကလေးတော့မင်းကလေးမင်းကလေးဟာမင်းကလေးတွေညကိုင်ညနေလို့ပေးလိုက်တော့ဗျအေးကွာကျုပ်လည်းတမီးလေးလိုချင်နေရဆိုတော့ အဲ့နာမည်ပဲပေးလိုက်ပါမယ်။ခဏလောက်ကြာမှမိဝိုင်းနဲ့ဆီယမလေးတင်ယူကအိမ်ထဲကနေထွက်လာခဲ့တယ်။ဟိုအမျိုးသမီးကိုသွားကြည့်လို့ရပါပြီရှင့်။ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့။ကျေးဇူးပါပဲဆီယမလေးရေ။ရပါတယ်ရှင့်။ဒါနဲ့ဆီယမလေးတင်ယူနဲ့ဖိုတူတို့ဖွဲသားရင်မိဘုံမိမထိုင်ရင်လည်းရှင့်နေပေးကြတယ်။မိဘဝင်ကထိုင်နေရောနော်အိတ်ချင်လာသလိုပဲဟာ ။နောက်နေ့မနေ့ရောက်တော့ဆ iam မလေးတင်းဦးနဲ့ဖိုးထူးတို့လည်းမိဘဝင်းမအိပ်ပျော်နေရကနိုးလာခဲ့တယ်။ဆ iam မတို့အိပ်ပျော်သွားတာပဲ။ဟုတ်ပါနော်။ဘလို့အိပ်ပျော်သွားမှန်းမသိလိုက်ဘူး။ဒါနဲ့မနေ့ညအိမ်လည်းမရှိတော့ပါလား။ဟမ်။ငါတို့တရေကြောင့်ခံလိုက်ရတာလား။ဒါနဲ့ငါပိန်လေသူတို့နောက်မှာရှိနေတဲ့အထုပ်တထုပ်နဲ့စောင့်နေဆောင်မြင်လိုက်ပြီးကောက်ဖက်လိုက်တယ်။ဆ iam မလေးနဲ့ဖိုးထူးအဖွဲကိုကျေးဇူးတင်ပါတယ်။တကယ်တမ်းတော့ ကျုပ်ကလူရောက်ဆောင်ထားတဲ့တည်းပါကျုပ်မိမမိဖွားတော်ကိုကူညီပေးခဲ့တဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်အထုတ်တရရွှေတွေကတော့ဆင်မာလီနဲ့ဖိုးထုတို့အတွက်ပါဒါဆိုမင်းညဒုန်းနဲ့တွေ့ခဲ့တဲ့လင်မယားနှစ်ယောက်ကတရားတွေဖြစ်နေခဲ့တာပေါ့နော်ဆီယမလေးလောနေရနဲ့သတိမထားမိလိုက်ဘူးဒါမဲ့အစီအမေသွားလို့တော်သေးတာပေါ့ဆီယမလေးဒီရွှေတွေကိုဘယ်လိုလုပ်ကျင်လဲဗျအင်းဆီယမလေးကတော့တို့တို့အတွက်ကောင်းမှုကုသိုလ်လုပ်ပေးလိုက်ရင် ကောင်းမယ်လို့ထင်တယ်ကျွန်တော်လည်းအဲ့လိုပဲတွေးမိတယ်ဗျဝ အင်းကွအဲ့ဒီလိုဆိုနေကုတော်လုတ်ပြီးဟိုသွားကြတာပေါ့ဒါလို့နေဆီယမာလေးသင်းယူနေဖို့ထုတို့ဖွဲသားရည်လေအဲ့ဒီနေရာကနေထွက်လာကြရင်ဇလင်းလေးလေးပြီးဆုံးသွားခဲ့ရော်လေး